ကိုရီးယားမင်းသားလားချော်မော်ရင်မြေပါသားဖြစ်သူကို ရှင်ပြုပေးရခါနေမိကလေးတွေရဲ့ရောက်ခမခေါ်ရာခံနေရတဲ့လူကျဲမင်းသားနိုင်လူ ဟိုရှင်မြမဇလန်းတွေမှာမဖွဲမရဇက်ွက်ဆက်ကျန်းတွေမှာတည်ုပ်ဆောင်ရတာကြောင့်လူတွေရင်ရွန်ရှာချင်းခန့်နေရတာပါဒီမတိုက်ခင်ချိန်မှာလေနဂါမေတော်အီမီဆန်နဲ့ဇလန်းကျွန်ညာတွေရှိုက်ကူနေတာကြောင့်လူပြောများစရာဖြစ်နေခဲ့ပါသေးတယ်အခုချိန်မှာတော့ဇနီးဖြစ်သူပထမအိမ်အောင်နဲ့ရှာရဲသားကိုရှင်ပြုတ်ပေးတဲ့ဗီယိုကနေမိခရီးနေကြတဲ့မှာရှေ့ပန်းစနေကြတာပဲဖြစ်ပါတယ်ဗီယိုထဲမှာဆိုရင်နိုင်လူဟာကိုသားရင်းလေးတယောက်လိုမျိုးချစ်ခင်ပြီးတော့ဖခင်မြတ်တာပြင်းနေရှင်ပြုတ်ပေးနေတာတွေ့ရမှာပါအဲဒါကြောင့်လေပရိသတ်တွေဟာနိုင်လူပေါ်မှာအမြင်တစ်မျိုးပြောင်းကချစ်ကျူးခံနေရကမိ လေးတွေကတောင်မှအဖေခေါ်ခံနေရတာပါဒီနေ့တစံကာလအတွင်းမှာလူတတော်များဟာသာသနာ့ဘောင်တွေကိုဝင်နေကြကကုသိုလ်ယူနေကြတာကိုတွေ့ရမှာပါအဲ့လိုမျိုးကုသိုလ်ယူနေကြတဲ့အထက်မှာတော့လူကျန်းမင်းသားနိုင်လူဟာခက်ချောချောခက်မမိုက်ကိုရီးယားမင်းသားတွေနဲ့တူတဲ့ကောင်လေးငယ်ငယ်တယောက်ကိုရှင်ပြုတ်ပေးတာကနေလူအများကြီးမှာတော်တော်လေးဟော့ဖြစ်သွားတာပါဒါပေမဲ့အချို့သောမနာလိုပုတ်ချတဲ့သူတချို့ကတော့လူကျန်းကြီးနိုင်လူရှင်ပြုတ်ပေးလိုက်တဲ့ကောင်လေးဟာသူ့ရဲ့တိတ်တိတ်ပုံသားလို့လည်းပြောကြတာပါ လူကျဲမင်းသားနိုင်လူဟာအင်တာဗျူးတွေမှာတော့ဇနီးတင်ရဲ့ပထမအိမ်တော်နဲ့ရှားရဲသားဖြစ်တယ်လို့ပြန်လည်ပြောကြားခဲ့တာပါနိုင်လူရဲ့လက်ရှိဇနီးဟာပထမအိမ်တော်ရှိခဲ့ပြီးတော့သူကိုယ်တိုင်မှလည်းပထမအိမ်တော်ရှိခဲ့တာဖြစ်တယ်လို့တော့ပြောကြားခဲ့တာပါအခုချိန်မှာတော့သမီးလေးတယောက်ကိုပိုင်ဆိုင်ထားပါပြီနိုင်လူဟာသားလေးနှစ်တန်းရွှေလောင်းမှာသူ့ရဲ့မိနေအိမ်တော်ကြခဲ့တယ်လို့ဆိုပါရီသားလေးဟာဘာပဲဖြစ်ဖြစ်သူသားလေးအရှင်တယောက်လို့ပဲជីနူးစွာနဲ့ရှင်ဖွင့်လာတာပါ အခုလေတားဖြစ်သူကရန်ဝတ်ပွဲကိုမပြတ်မကွက်ဖိတ်ကတင်စင်းလောင်းဖို့လေခေါ်လာကြောင်းအင်မတန်ကိုမှဝမ်းသာကြည်နူးမိကြောင်းနဲ့သူကိုယ်တိုင်တောင်မှမထင်ထားမိကြောင်းကိုပြောခဲ့ပါရီ။တာလီယာအရှင်ကစပင်းရှိရှိလေးနဲ့ခက်မမိုက်ချောတာကြောင့်ကိုဝိမတန်ကတောင်မှမင်းသားတေဖို့ကိုတိုင်မင်ခဲ့ဘူးတည်းလို့ဆိုပါရီ။ဒါကြောင့်လေသူဘက်ကနေအဆဆရရအောင်မြင်အောင်ကိုညီထောက်ပံ့ပေးမယ်လို့ဆိုကဖြစ်နိုင်ပိုင်နေကွန်တို့လိုအောင်မြင်ကြကြတဲ့မော်ရယ်ဖြစ်စေခြင်းပေမဲ့တာလီယာဝါဒနာမပါပါဘူး။သူကအေးတယ်လို့ဆိုပါရီ။လူကြမ်းကျင်းနိုင်လူဟာဆိုရင်တော့တားဖြစ်သူကိုကောက်မလေးတွေကကိုရီးယားမင်းသားနဲ့တူတယ်ဆိုပြီးတော့ဝိုင်းကျ ိတ်ဓာခံနေရတဲ့အပေါ်တော်တော်လေးပြောနေတာပါအခုလိုရောက်ခမကြီးလို့ခေါ်ခင်ရတာကိုစိတ်လုံးဝမစိုးဘူးလို့ပြောထားပါရင်အရှင်ကဆိုရင်တော့နိုင်လူဆိုတာနဲ့လူအများကနှာခေါင်းရှုပ်ချင်ကြတာဖြစ်ပေမဲ့လို့အခုချိန်မှာတော့အရှင်နဲ့မတူတော့ဘဲတနိုင်ကလုံးကမိန်းကလေးများစွာဖေဖေခေါ်လိုက်ရောက်ခမခေါ်လိုက်နဲ့လှုပ်ရှုပ်နေကြပါပြီအခုချိန်မှာတော့နိုင်လူရဲ့သားဖြစ်သူဟာအသက်20နှစ်ရှိပြီဖြစ်ကနာမည်ကတော့စစ်ရှင်နေဖြစ်တယ်လို့ဆိုပါရင်ဒီလိုမျိုးမရပါသားလေးကိုကိုသားသမီးရှိလို့မျိုးမြတ်တာပေးနိုင်တာဟာပုံမှန်ဆိုရင်တော့လွယ်ကူတဲ့အလုပ်မျိုးမဟုတ်ပါဘူး ပရိသတ်တရားတောင်မှဒီလိုမျိုးသိမတော်သားမဆက်တဲ့သားဖြစ်တာတောင်မှတိုင်းရင်းလေးတယောက်လိုမျိုးဖခင်မြတ်ကြားပြေးပေးနေတဲ့နိုင်လူရဲ့စိတ်နေသဘောထားကိုချစ်ကြူနေတာပါနိုင်လူဟာဇက်ကောင်းရီမှာသာဇက်ကောင်ရလူကျန်းနေရာကနေကြက်ကြန်တန်းတန်းနေတယုတ်ဆောင်နေပေမဲ့လို့လက်တွေ့မှာအဲ့လိုမျိုးလုံးဝမဟုတ်ကြောင်းကိုပရိသတ်တရားသိရှိလာခဲ့ပါပြီဗီယိုကိုဆုံးတီးချွာပေးခဲ့ကြတယ်ပရိသတ်ကြီးရောချုံမိုးတဲ့မိရပါသားကြောင့်ဖေဖေလို့ခေါ်ခံနေရတဲ့ပေါ်ပရိသတ်ကြီးတို့ရဲ့မြင်လေးကိုလည်းမျှဝေပေးခဲ့ပါအောင်နော်အာပိနာဆင်ခဲ့ကြတဲ့အတွေ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ န်နီနေနုပညာရှင်တွေရဲ့ဒိဋ္ဌိနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလီကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်